မင်္ဂလာပါရှင်။ဆီယမကြီး မဝင်းမြင့်ရေးသားထားတဲ့ရေပြအိမ်မဇလက်များဆိုတဲ့စာအုပ်မှ ရေပြအိမ်မအုပ်စုယူဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေပြအိမ်မအုပ်စုယူ ူဆန်အော်အဝဲကောင်းလာစွာလောကီပညာအတက်ဖြင့်စီရင်ထားသောမော့အောင်နေသည့်အယုတ်ကလေးကဆော်ရအလုပ်ဖြင့်ရှာဖွေပေးထားသောအဖိုးတန်စီရွှေရတနာတွေကိုမမောခင်တွဲကြည်လိုချင်လောဘတမက်ချင်းလုံးဝမရှိဘဲတစ္ဆာရှိစွာဥစ္စာရှင်တွေကိုပြန်ပေးနေသောသူတော်ကောင်းကြီးဦးစေရဤစိတ်တော်သားကိုမခင်ရွှေကချီကျူးအံ့ဩ၍မစုံနိုင်အောင်ဖြစ်နေသောအခါအဖွာကြီးကပြုံးပြီးဦးစေရက ူများဥစ္စာကိုသာမမမောပဲတစ္ဆာရှိတာမဟုတ်ဘူးဆရာမလေးသူပစ္စည်းကိုလည်းခင်တွဲမှုနေပါတယ်ကြိုးစားပန်းစားအလုပ်လုပ်လို့ရတဲ့ငွေကြီးဥစ္စာကိုတစ်ဖက်သားမှာအကြောင်းကိစ္စရှိလိုက်အကြက်အတဲအခက်ခဲကျုံးလိုက်ရရရော်ရော်ထုတ်ပြီးကူညီတတ်တယ်ကွတကယ်သူတော်ကောင်းအစ်စ်ပဲဆရာမလေးရဲ့ဟုပြောသည်ဒါကြောင့်လဲဟိုအယုတ်ကလေးကသူတော်ကောင်းဖြစ်တဲ့ဦးစရာလိုလူမျိုးကြီးလက်ထက်ရောက်တာပေါ့နော်ဘွားလောဘကြီးတဲ့လူယုံမာမျိုးလက်ထက်ရောက်သွားရင်တော့ ဒီအယုတ်ကလေးစီရတဲ့ပဲခိုးနေရနေပဲလူတွေမွဲကုန်မှာနော်ဟုတ်တယ်ဆရာမလေးဖယားငုတ်တူဇီဒီအိုကို ရှင်းလင်းကြစဉ်ကကိုရွှေဦးတို့ပါတဘောဦးစရာကြီးကဇူးကြုံကြီးကိုပမင်းပန်းပန်းရှင်းနေတာကြည့်ပြီးဒီလူနဲ့မိုက်လို့သားအမောခတ်ပင်မန်းခန့်ရှင်းနေတာလို့တောင်ပြောလိုက်သေးတယ်။နောက်မှဦးစရာကအယုတ်ကလေးကိုမီးနဲ့ရှို့ပြီးဖြန့်ပြောမှတက်တခေါက်ခေါက်ဖြစ်နေတယ်လို့သူ့အိမ်ကနွားချောင်းသားလေးကချောင်းကြည့်ပြီးရှောက်ပြောပြလို့ဒူမြလည်းကြားရတာ။ အဒီအယုတ်ကလေးများဥွှွှေဦးလက်ထဲရောက်သွားရင်လားဘာပြောကောင်းမလဲဆရာမလေးရဲ့ဟူသောအဖွာကြီးစကားကြောင့်မက်ခင်ရွှေကမေးလိုက်သည်ဒီဥွှွှေဦးဆိုတဲ့လူကလူဆိုးလားတခိုးလားပေါ့ပါလူဆိုးလည်းမဟုတ်ဘူးတခိုးလည်းမဟုတ်ဘူးဒါပေမဲ့အလိုလိုပါအင်မတန်ကြီးတဲ့လူမိန်ကလေးရဲ့ပိုက်ဆံချမ်းသာတဲ့လောက်ကစီနေတယ်မျောမြင်တတ်တယ်စေတနာခန်းတယ်သူ့လက်ထဲရောက်သွားပြီးသားငွေဟာဘာအကြောင်းနဲ့မှအပြင်ကိုပြန်မထွက်တော့ဘူး ပတ်စံကိုစဘာပေးနဲ့ချီးတယ်။ငွေတို့နဲ့ချီးတယ်။သူယူတဲ့စဘာတို့ငွေတို့ကလည်းကြောက်စရာတောင်ကောင်းသေး။ဒါပေမဲ့မရှိစင်ရဲတဲ့လူတွေကတော့သူနဲ့မကင်းကြဘူးပေါ့။ဒီရွာမှာတော့ကိုရွှေဦးဟာနမနဲ့လိုက်အောင်ကိုရွှေကိုဦးနဲ့ထည့်ထားနိုင်လောက်အောင် ချမ်းသာတဲ့လူတစ်ယောက်ပဲကွ။ဒီလောက်ချမ်းသာတာများမောက်အောင်နေတဲ့စိုးရရုပ်ကို တောင်းတနေရသေးလားဖဖွားရဲ့။သူကအလိုလိုပါကြီးနေတဲ့လူပါဆိုနေ။ဦးစီယာနဲ့ဒီအယောက်ကြောင့်တည်ရဆိုရင်ချက်ချင်းပဲပြေးလာတယ်။ အေးရေစရာတော့အကောင်းသားကွအယုတ်ကိုမီးရှို့တဲ့ပြားလေးနည်းနည်းလောက်မှမကြံတော့ဘူးလားလို့တောင်းမီးတယ်ကြတယ်ပြာဟိုသူကဘာလုံးမလဲဘွားစွမ်းလို့စွမ်းညာတစ်ခုခုစီရင်မနေတူပါတယ်ပြာဟိုသူစီရင်တော့စွမ်းသွားလားအောင်မဥစရာတို့ကလှင်လိုက်တာမှာအယုတ်ကိုမီးရှို့ပြီးပြာကျသွားတော့ပြာတင်ဘာဟုတ်မလဲမီးရှို့တဲ့နေရာကမြေကြီးတွေကိုအကုန်ပောက်တူးနဲ့တေးသေးချာချာပောက်ယူသွားပြီဆီယာမလေးတို့ရွာကိုလာကြတော့ ချောင်းတစ်ခုကိုဖျက်လာကြရတယ်မဟုတ်လားအဖွာကြီးကစကားအဆမတက်သေးပဲမခင်ရွှေကိုမေးလိုက်သည် ဟုတ်တယ်ဘွားချောင်းကိုဖျက်ကူးတဲ့မော်တော်ကားတစ်ထားကတော်တော်ကိုကြီးတယ်ချောင်းကလည်းအခြေကြီးပဲရေလေးတော်တော်နဲ့တယ်လို့ပြောတယ်အေးဦးစရာကခုနတင်ကမီးရှို့ထားတဲ့ပြားတွေရောမီးရှို့တဲ့နေရာကမြေကြီးတွေကိုရောပောက်တူးနဲ့တည်တည်ချာချာပောက်ယူဂုံဒီအိတ်သေးကိုထည့်ယူပြီးအဲ့ဒီမော်တော်ကားတစ်ထားအထိထမ်းယူသွားပြီးမှ တရားပေါ်ကနေချောင်းလေတက်တက်ကိုတွန်ချလိုက်တယ်လေအဖွာကြီးစကားကြောင့်မခင်ရွှေကရဲပြီးကောင်းနေခြေရာပြောက်သွားတာပေါ့ဟုပြောလိုက်ဤသိတ်ကောင်းတာပေါ့ဆရာမလေးရဲ့အဖွာကြီးကပါဖြည့်ဆွတ်လိုက်သည်ဥရွှေဦးဆိုတာစိတ်မဆိုးဘူးလားမခင်ရွှေကမေးလိုက်ဤသူ့စိတ်ထဲကတော့စိတ်ဆိုးမလားမသိဘူးလူအသိခံစိတ်ဆိုးဝင်မလားသူများပစ္စည်းလိုချင်တာလူသိကိုရင်သူ့ဘယ်ကောင်းတော့မလဲသူ့သားမယားတွေကရော ူ့လိုပဲကစီနေကြတာလားဖေဖေမခင်ရွှေကမိတော့အခါသူတို့အနားတွင်လက်ဖက်ရည်ချမ်းတောက်ရင်ငိမ်သက်စွာထိုင်က အဖွားကြီးနဲ့မခင်ရွှေပြောစကားကိုနားထောင်နေတော့အဖွားကြီးသမီးကအာရပါရရေလိုက်သည်ဒီဥရွှေဦးဆိုတဲ့လူကြီးကြောင့်ပြို့ပြလိုက်ပါအောင်အမေရေဆရာမလေးအဖို့ရေပြအံရွာနဲ့ပတ်သက်ပြီးမှတ်တမ်းတစ်ခုရသွားပြန်တာပေါ့ဟုဝင်ပြောလိုက်ဤဒီဥရွှေဦးကြီးအကြောင်းကပြောစရာရှိနေသေးသလားဖွားဖွား မခင်ရွှေကစိတ်ဝင်စားစွာမေးလိုက်သည်အေးကွယ်ဆီယာမလေးမှတ်ချင်မှန်းအဖွာပြောပြမယ်မခင်ရွှေသည်အဖွာကြီးပြောသောဥရွှေကိုအကြောင်းကိုစိတ်ဝင်စားစွာနားဆွံ့လိုက်သည် ဟုတ်ကဲ့ပြောပါဘွားဘွားဥရွှေအိုတို့ကဘိုးစင်မောင်ဆက်ချမ်းသာလာကြသော ကြည်ရတံမျိုးဖြစ်သည်ဥရွှေအိုနှင့်တမိတဖာတဲ့မွေချင်း၃ယောက်ရှိသည်အချိန်တန်အရွယ်ရောက်သောအခါဥရွှေအို၏အကိုနှင့်အမကိုမိဘများက တင်းလျော်ရလူနဲ့အိမ်အောင်ချပေးလိုက်သည်အရင်အနီးထူထောင်ပေးလိုက်သည်ဥရွှေအိုကမူသူစိတ်ရှိသည့်အတိုင်းမိဘများကိုဖွင့်ဟပြောကြသည်ကျုပ်မိမမလိုချင်သေးဘူးဗျာအကိုနဲ့အမကိုပေးသလောက်အရင်ဒီကျုပ်ကိုပေးပါကျုပ်တို့ပေါင်းအလုလုချင်သေးတယ်ဥရွှေအိုစကားကြောင့်မိဘတွေမှာများစွာဝမ်းမြောက်မှုဖြစ်ကြသည် မိဘတွေသာမဟုတ်သေးခင်မင်းရင်းနီးယာမိတ်ဆွေများနဲ့ဆွေမျိုးများကပါဥရွှေအိုကိုချီးကျူးကြသည် ထိုအချိန်မှာဥရွှေအိုအသက်သည်20ကျော်ယုံကလေးမျှသာရှိသည်၍အွယ်ကောင်းနှုံးဖြစ်သည်မိဘတွေက ဝမ်းမြောက်ဝမ်းသာဖြင့်လူပြိုဖြစ်သောမောင်ရွှေအိုကိုအိမ်အောင်ချပလိုက်သောတာကြီးသမီးတွေထပ်ပြီးပုံပုံမူမူထုတ်ပေးကြသည်ဤသို့ထုတ်ပေးသည်ကိုလေအကိုနှင့်အမကညူဆူခြင်းမဖြစ်ပေမောင်ထွေညီထွေလေးကအိမ်အောင်မပြုဘဲမိဘများနဲ့လက်ရင်တပြင်းကြီးအလုပ်လုပ်ပေးသည်ဟု၍အချစ်တနာပူက သူတို့တက်ဆွမ်းတရွေ့ပြီးဝိုင်ဝင်းထဲ့ပြီးထူထောင်ပေးလိုက်ကြသည်။မောင်ရွှေဦးသည် သူစကားအတိုင်းကြိုကြိုစားစားဖြင့်အယောင်ဝဲလှုပ်သည်။ရောင်ရည်ဝဲမှုမှလက်မြင်သူတယောက်ဖြစ်သည့်အလျောက်ကုသိုလ်ကံကလည်းလိုက်ဟန်တူသည်။ရောင်ဝဲသည်များချော်မော်၍မျက်စွန်းသည်ကြီးဖြစ်၏။မောင်ရွှေဦးလှုပ်သောအလုပ်ကလူသုံးကုန်ပစ္စည်းဖြစ်သောအဝိအထည်များအတုံးဆောင်များအပြင်ပရင်ဆိုင်တွေက ရောင်တန်းလှုပ်ထားသည့်ရွှေတဲ့ကြောက်တဲ့ လက်ဝဲလက်စားများကိုပါအယောင်အဝဲပါသည့်မိုးရသည့်အချိန်မှာမြို့တက်ပြီးဝဲထားလိုက်သည်မိုးရသည့်အချိန်ဆိုသည်မှာတောသူတောင်သားတွေအဖို့အပျော်အပါပွဲလန်းသဖြင့်မရှိသည့်အလျောက်အထက်အလေးကုန်ပစ္စည်းများရောရွှေတဲ့လက်ဝဲလက်စားရောအယောင်ထိုင်းသည်ထို့ကြောင့်ပျော်ဝဲရှင်ဝဲများသည့်နှွေရသည့်စဘာတိနံပေါ်သည့်နှွေရသည့်လောက်ဈေးမကြီးပေထို့အချိန်မှာဝဲလင်းဈေးချိုသည် မောင်ရွှေဦးသည်ထို့အချိန်မျိုးမှာ တောသူတောင်သားတွေကြိုက်တဲ့သည့်ပစ္စည်းတွေကိုဈေးချိုချိုဖြင့်ဝယ်ပြီးတူလောင်ထားသည် ပုပ်ကုံရောကုံမဟုတ်သည့်အပြင်တင်စီ၍ဝင်ကျင်သောပစ္စည်းများဖြစ်သောကြောင့်ဝယ်ယူတင်စီထားပြီးလေယာချောင်းမြောင်အလုပ်ကိုလည်းတစ်ဖက်ကလုံလိုက်သေးသည်အတီးနံပေါ်၍ငွေရွှင်ပြီးပွဲလန်းသဘင်ရှိလာသောအခါဝေမောင်ရွှေဦးသည်သူကုံပစ္စည်းတွေအတွက်အမြတ်ငွေကိုစိတ်တိုင်းကြရလိုက်သည်အကျွေးဆိုလင်ဈေးတစ်မျိုးလက်ငင်းဆိုလင်ဈေးတစ်မျိုးမောင်ရွှေဦးတို့ပစ္စည်းဥစ္စာတူပီးရင်တူရင်ဖြစ်နေသည် စီဝါအရာကောင်းသောသားလိမ်မာအတွက် မောင်ရွှေအိုးမိဘတွေမှာမျက်နာပွင့်လာသည်ရွာတွေကရောရွာနီးနားချင်းတွေကရောတမီးရှင်တွေကလာရောက်စီစံကြသည်တောသူအပြူချောတွေကိုတိုင်ကပင်မောင်ရွှေအိုးကိုယူလင်းရှွန်းနေရည်တယ်မစင်ရပဲကြော့ကြော့ကလေးနေရမည်ကိုစဉ်းစားမိကြသည်အလျောက်မစွတ်ခင်ကညှို့ချင်နေကြသည် မောင်ရွှေအိုးမိဘတွေကိုတိုင်ကလည်းတင်းလျော်ရရနဲ့နေရာချချင်ကြသည်သို့သောမောင်ရွှေအိုးကမြေသူကိုမျှယူခြင်းသောစိတ်မရှိချင် မောင်ရွှေဦးအကြောင်းပြပုံကကျုပ်တပင်တပန်းရှာထားတဲ့ပစ္စည်းတွေကိုမိမကအစင်သင်ထိုင်စားနေမှာဗျကျုပ်ကိုယ်တိုင်တော့မစားရဲမသုံးရဲပဲသူစားမှသုံးမှာကိုကျုပ်မသက်တာဘူးမောင်ရွှေဦးကအီမြလောက်ပွင်ပွင်ပြောသည်ကိုကြားရသူများကအရှက်အကြောက်ကြီးသောလူပြူတယောက်ဖြစ်သောကြောင့်သာဟန်လို့ပြောသည်ဟုထင်ပြီးအမိဖန်သောအပြူကလည်းအမိဖန်သည်မိဘဖြစ်သူနှင့်အကူအမများကလည်းတင့်လျော်သူနှင့်နာချကြသည် သို့သော မောင်ရွှေဦးကဆိုပြီးသောစကားကိုမပြင်းချေဦးကောင်းကအတွင်ခါနေသည်ကြာသောမိဘကိုယ်တိုင်ကလက်လျှော့ထားလိုက်သည်သူစိတ်ချမ်းသာသလိုသာလွတ်ထားလိုက်မည်အကြိုက်မတွေ့သေးခင်သာဤစကားမျိုးပြောခြင်းဖြစ်မည်အကြိုက်တွေ့လျှင်မိသူများတား၍ရာမည်မဟုတ်ဟုယူဆကားလွတ်ထားလိုက်ကြတော့သည်မိမယူရန်စိတ်မကူပဲစီဝါရေးကသာကြိုးကြိုးဆောဆောလှုပ်နေသောမောင်ရွှေဦးကိုမိဘတွေက အငဲဆုံးအထွေဆုံးဖြစ်၍ ချီရင်ဆွဲရှိရမှာအတနာပူလာကြသည် ထို့ကြောင့်ချမ်းသာသမျှပစ္စည်းအလုံးမောင်ရွှေဦးလက်ထက်အပ်သည် မောင်ရွှေဦးကပစ္စည်းတိန်တော့ကိုင်းဖြစ်နေသည်မောင်ရွှေဦးတော့ကိုင်းဖြစ်နေသည်ကိုအိမ်အောင်ကြသွားသောအကြီးနှစ်ယောက်ကညဉ့်ညင်သောစကားမျိုးမဆိုကြချေမိဘနှင့်မခွဲမခွာလက်ရင်တပြင်းတည်းအလုံးလုံးနေသည်ကိုလည်းမျက်မြင်ဖြစ်သည်မောင်ရွှေဦးလုံကိုင်းရှာဖွေမှုကြောင့်ငွေကြီးအထုပ်ထည်ဖြစ်နေသည်ကိုလည်းမျက်မြင်ဖြစ်သည်သားမယားမရှိသောလူပြိုလ်လူလွတ်တယောက်ဖြစ်သောကြောင့် တွက်ကစိတ်မထားပဲအေးအေးပင်နေလိုက်ကြသည်ဤသို့နှင့်ပင် မောင်ရွှေအိုး၏အသက်ရွယ်သည် မောင်ရွှေအိုးဟူသောအဖြစ်မှ ကိုရွှေအိုးဟူခေါ်ရမည်30ကျော်40အတွင်ရောက်လာသည်ဤအရွယ်တိုင်အောင်လေကိုရွှေအိုးသည်မိမယူရန်စိတ်မကူပဲဇီဝရေးကိုသာလုံပန်းနေသည်အမေလွန်လာပြီဖြစ်သောမိဘနှစ်ပါးသည်ကတည်တည်အညာကျွေးသလိုတဖြုတ်ဖြုတ်ကျွေးကြသွားကြပြီဖြစ်သည် မိဘနှစ်ပါးမရှိတော့သောအခါပဲထုံးစံအတိုင်းအိမ်နောင်တွေဖြစ်တော့အကိုအမများကအမွေစကားပြောလာကြလိမ့်ပြီအကိုအမတွေကိုတိုင်းနေအလုံးသောလူတွေဤစိတ်တွင်ကိုရွှေဦးသည်သူ့လောက်ကင်ရှောက်ပွေထားခဲ့သောပစ္စည်းတွေကိုဖယ်ပြီးမိဘအမွေနှစ်ကိုမူတရားနီလန်းရှိသည့်အတိုင်းခွဲဝေယူလိမ့်မည်ဟုထင်ကြသည်နေရှိလာများအိမ်နောင်ခွဲနေကြပြီဖြစ်သည့်အကိုနှင့်အမသည်သူတို့အိမ်နောင်ကြစဉ်ကမိဘတွေခွဲပေးလိုက်သည့်ပစ္စည်းကိုယူသွားပြီးနောက် မိဘတွေလက်ထဲမှာမြေများလောက်ကျန်နေသေးသည်မိသည်ပစ္စည်းတွေရှိနေသေးသည်ဟုမမမီကြတော့ပေသို့သောဘိုးစဉ်ပေါင်းဆက်ချမ်းသာလာသူများဖြစ်၍ပစ္စည်းတွေတော်တော်များများရှိနေသေးကြောင်းကိုကနှစ်ယောက်လုံးမင်းသိကြသည်သို့သောမိဘတွေပစ္စည်းသည်ဤများလောက်သာရှိတော့သည်ဟုသောစကားဖြင့်ကိုရွှေအိုးထုတ်ပြသောပစ္စည်းကိုမြင်လိုက်ကြရသောအခါကိုရွှေအိုးအကိုနှင့်အမသာမဟုတ်အတိတ်တည်းအဖြစ်ရောက်နေကြသော ရက်ရွာလူကြီးတွေရောဆွေမျိုးတွေရောမယုံနိုင်အောင်အံ့အားသင်ကုန်ကြတော့သည်ကိုရွှေအိုးထုတ်ပြသောပစ္စည်းများကမိဘတွေရှိစဉ်ကဝစ်စင်ထားသောဟောင်နွမ်းနေပြီဖြစ်သည်အဝတ်အစားအနေငယ်နှင့်ရွှေတယ်လဝတ်လက်စားငါးချက်သားလောက်သာဖြစ်သည်မိဘတွေပိုင်ငွေဟူ၍တပြားမှမရှိကြသူလောက်ကန်ရှာပွေကျွေးမွေးသည်ကိုသာစားတော့ပြီးတည်ဆုံသွားကြခြင်းဖြစ်ကြမိဘပိုင်ပစ္စည်းဟူ၍ဤအိမ်နှင့်ဤရွှေကလေးသားကြံရစ်တော်ကြောင့်ကိုမျက်နှာညှို့ညို့ဖြင့်ပြောပြသည် ထို့နောက်ကုရွှေဦးကဥပဒေစကားကိုပြောလိုက်သေးသည်မြတ်စွာဘုရားတရားတော်မှာရော အခုခေတ်တရားဥပဒေမှာပါအတူနေအတူလောက်ကန်စားနာတော့လေပြုစုတေးတော့လေကိုယ့်လက်ထဲမှာပဲဖြစ်သူကသာတည်သူရဲ့အမွေနဲ့အာလုံးပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာအများရှင်လူသိကြပြီဖြစ်ပါလိမ့်မယ်တရားဥပဒေတိုင်းပြောရမယ်ဆိုရင်အာလုံးမျက်မြင်ဖြစ်တဲ့ဒီအိမ်နဲ့ဒီရွှေကလေးကိုကျွန်တော်သာလင်တရားဝင်ပိုင်ဆိုင်သူဖြစ်ပါတယ်သို့တော့အကူနဲ့အမကိုကျွန်တော်အများကြီးထောက်ထားညှတာပါတယ် မတရားမလုပ်ပါဘူးရက်ရွာလူကြီးများစုံဖြတ်တော်မူကြတဲ့အတိုင်းကျွန်တော်နာခံပါမယ်ကိုရွှေဦးပြောသောစကားကအကြောင်းမသိသူတွေအဖို့နတ်လူသားတို့ခေါ်စေမိစကားမျိုးဖြစ်သည်သို့သောကိုရွှေဦးသဘောကိုစောကြောမိကြသောရက်ရွာလူကြီးတွေနဲ့တကွကိုရွှေဦး၏အကိုနှင့်အမသည်အလွန်အမင်းအံ့အားသင့်စွာကိုရွှေဦးမျက်နှာကိုကြောင်ကြည့်နေမိကြသည်ဒို့အိမ်အောင်ခွဲသွားခြင်းကအဖေနဲ့မိပစ္စည်းတွေကအများကြီးပါဟဲ့ဒီလောက်ကလေးပဲရှိတော့တယ်ဆိုတာမဟုတ်နိုင်ပါဘူး အကိုဖြစ်သူကပြောသည်အေးနင့်အယောင်းဝယ်လုပ်ငန်းကလည်းဆုံးရှုံးတာမဟုတ်တော့အဖေနဲ့မေရဲ့ပစ္စည်းဟာရိုးရော်စရာအကြောင်းမရှိပါဘူးမောင်လေးရေဘယောက်ကုန်လဲအမဖြစ်သူကမေးသည် အကိုနဲ့အမသည်စိတ်ဆိုးဟန်လည်းမရှိသေးလေတန်လည်းမမာသေးခြင်းကိုရွှေအိုးကိုကြည်ကြည်သာသာပင်မေးမြန်းနေကြသည်အိုးဗျာခမားတို့ကလည်းခမားတို့အိမ်ခွဲသွားကြပြီမှအဖေနဲ့မေထိုင်စားလာခဲ့ကြတဲ့နှစ်ပေါင်းကိုလည်းပြန်တွေ့ကြပါဦးဒါတောင်ကျွန်တော်လုတ်ကန်ရှောက်ွေတဲ့ပစ္စည်းဟာ မနှဲဝင်ခုလိုက်လို့ဒီလောက်ကြံသေးတာခမားတို့လိုအိမ်ခွဲနေပြီးဟုတ်တီပတ်တီမကြွေပဲထိုင်တော့ဘာမှကြံမတော့မဟုတ်ဘူးကိုရွှေဦးကချက်ကောင်းတွေ့ပြီးပြောလိုက်သည်တို့ကလည်းစီဝါရေးအဆင်မပြေဖြစ်ပြီးကြက်တဲလို့သာပါကွယ်မိဘကိုပြစ်ပယ်ထားတာတော့မဟုတ်ပါဘူးပြီးနိုင်စဉ်အခါတော့မင်းကိုတောင်အရင်ကြီးတွေထည့်ပေးခဲ့သေးတယ်မဟုတ်လားဝမ်းတော့မဝတော့လဲစွန်းတော့မတင်နိုင်ဘူးပေါ့ကွယ်အမဖြစ်သူကဝမ်းနေတဲ့အပြင်ပြောသည်အကိုဖြစ်သူကမို့ ငါကလည်းလုပ်ငန်းကံကံအဆင်မပြေတော့ပစ္စည်းမထုံနိုင်ခဲ့ပဲအားစိတ်သာကူညီနိုင်ခဲ့တယ်ဆိုတာအလုံးသိကြပါတယ်ညီလေးရေ။ဘာပဲဖြစ်ဖြစ်လေမင်းကလက်ရှိဆိုတော့မင်းပြောတဲ့ဥပဒေစကားကမှန်ပါတယ်။ຢာကောင်းစီသဘောမထားတော့ပါဘူး။မင်းစေတနာရှိလို့ပေးခြင်းလဲပေးမပေးခြင်းလဲနေတော့ဟုအဆုံးစကားပြောလိုက်သည်။အမွေကိစ္စမှာကိုရွှေအိုယူတာမှုမရှိပဲပစ္စည်းတွေကိုကဲ့ဝယ်ထားကြောင်းကိုမူအကိုနဲ့အမသာမဟုတ်အခြားလူကြီးတွေကပါစဉ်းစားမိကြသည်။ သို့တော့ကိုရှူအကိုပြောသလိုပင်သူက လက်ရှိဖြစ်နေချေသည်ကျုံမတရားမလုပ်ပါဘူးဗျာအညီအမျှခွဲပေးခဲ့မှာပါကိုရှူဦးကပြောပြီးအိမ်ကိုသူ့စိတ်တိုင်းကြတံမိုးဖြတ်လိုက်သည်ရွှေကလေးကိုလည်းသူဝယ်ထားသောချိန်ခွင်ကလေးဖြင့်သူစိတ်ကြိုက်ချိန်သည်ထို့နောက်သားချင်း၃ယောက်တယောက်တစ်ပုံဝေလိုက်၏တယောက်တစ်ပုံဝေလိုက်တော့အိမ်တံပိုးနှင့်ငွေကလေးမှာမဖြစ်စလောက်ကလေးများသာရှိသောကြောင့်ကလေးများပြီးကြက်တဲစင်ရဲရှာသောအကိုနှင့်အမတို့သည် ကိုရွှေအိုးစိတ်ကြိုက်တံပိုးဖြတ်ပြီးတော့ဝေစုအတွက်မျက်ရည်ပင်ကြားကြသည်မင်းပြောခဲ့တဲ့ဥပဒေအတိုင်းအားလုံးကိုမင်းမယ်ယူပါတော့ကွယ်ဒုမစားတိုက်တဲ့ပစ္စည်းကိုမယူချင်တော့ပါဘူးဟူသောစကားကိုအကိုနဲ့အမနှစ်ယောက်လုံးဝန်းနေစွာပြောကကိုရွှေအိုးကိုပြန်ပြေးလိုက်ကြသည်အိမ်တံမိုးကိုဖြတ်ပြီးကိုရွှေအိုးကသူ့ပင်အန်းယူမည်ဟုပြောကအိမ်တံမိုးအတွက်သုံးပုံပုံထားသောငွေကလေးနဲ့တကြတာကြောကြောမျှသာရှိသောရွှေပုံကလေးသုံးပုံကို အကူနဲ့အမတို့စကားအစုံမှာကိုရွှေဦးကလက်သွတ်သွဲဖြင့်ကောက်ယူလိုက်သည်အတိတ်သည်အဖြစ်ရောက်နေကြသောရရွာလူကြီးတွေပင်ကိုရွှေဦး၏ပြုမှုပုံကိုအံ့ဩခြင်းစိတ်မကောင်းခြင်းဖြစ်ကုန်ကြသည်အမွေကိစ္စတွေရောက်လာကြတဲ့ရရွာလူကြီးတွေကိုလည်းအားလဲနာကျေးဇူးလဲတင်ပါတယ်ဂျာကဝင်ပြီးအမုန်းခံပြောတဲ့အလိုမျိုးကိုတော့မလုပ်ကြပါနဲ့တော့ခမညာသူစေတနာအလျောက်ရှိပါစေတော့ဟူသော စကားမျိုးကိုစိတ်မကောင်းခြင်းဝန်နေခြင်းဖြင့်တောင်းပန်စကားပြောလိုက်တော့ အကိုနဲ့အမစကားကြောင်းကိုရွှေအိုးအပြူမူကိုယွန်ရှာဆက်ဆုပ်ကြတော့လူကြီးတွေသည်ဘာစကားမှမပြောကြတော့ပေပြန်ကုန်ကြလေသည် အကိုတော်အမတော်ရရွာလူကြီးတော်မြည်သူမျက်နှာကိုမှမထောက်ဖဲသူစိတ်တိုင်းကြလှုပ်ချင်နာကိုလှုပ်လိုက်ရပြီးဖြစ်တော့ကိုရွှေအိုးကလူရှင်းသွားသည့်နှစ်တပြိုင်နက်အိမ်တကားကိုလုံလုံပိတ်ခါရွှေနှင့်ငွေတွေကိုတင်လိုက်သည်ကိုရွှေအိုးဦးခေါ်ရမည့်အသက်ရွယ်မှ ဥရွှေအိုဟုခေါ်ရမည့်အသက်အရွယ်ဖြစ်သော40ကျော်50တွင် ရောက်လာနေပြီဖြစ်တော်လေဥရွှေအိုကအချိုးမပြမူမပြက်ဖဲဤပုံစံအတိုင်းသာသွားနေသည် ရရေးရွာရီတာမှုနာမှုအတွေ့ရောကုသိုလ်ကောင်းမှုဘက်မှရောငွေကြေးတပြားမှ ထုတ်ခြင်းလူခြင်းမပြုခြင်းရုပ်စွာအစုံရွာဖုံးတော်ကြီးចောင်းကိုပင်လူစရာဝတ္ထုပစ္စည်းဖြင့်တစ်ချိန်တစ်ခါမှမသွားဘူးခြင်းအချားသူတွေလူကြကျွေးမွေကြ၍ဖိတ်ကြသောအခါတွင်ကဥရွှေဦးတို့စောစောရောက်နေတတ်သည် သူမသာကောင်းကောင်းမွန်မွန်နဲ့ဝဝဆာရမည်ဖြစ်သည်။နောက်ကြနေလင်အကျွင်းအကြံကိုမဝတဝဆာနေရမည်ဖြစ်ကြောင်းဥွှေဦးစဉ်းစားမိရှာသည်။ဒီလူကိုတော့စကားတည်းထဲ့မပြောကြပါနဲ့တော့ကွယ်။စေတနာတရာတရားနေလိုက်ပုံကတော့သူ့ပစ္စည်းကိုမရားဆားမှဆိုလို့မရတောင်မယူပဲနေတဲ့သူ။ကန်းကုံရော။ဟူသောစကားဖြင့်အလုံးကဘေးမဲ့လွတ်ထားလိုက်ကြသည်။ရရွာတာမှုနာမှုကိစ္စမှာရောရွာเจ้าကကထိန်ခင်အလူဒါနာကိစ္စမှာရော ဥရွှေအိုကိုဖေးဖယ်ထားကြသည်သို့သောဥရွှေအိုဝမ်းမနေပါ သူပတ်စံမထည့်ရလင်ပြီးရောဂျိန်နန်းနေသည်ရှက်ချင်းဝမ်းနေခြင်းမဖြစ် လူရန်ကျွမွေးသည့်အခါသူ့ကိုဖိတ်ကြားလင်သူဝမ်းသာသည်သူ့အိမ်မှသူငရုတ်သီးထောင်းနှင့်စားနှင့်စားပြီးအငတ်ခံနေရသမျှအတူချပြီးမရှက်မကြောက်စားသည်တကားကြီးတည်ရင်ပိတ်တာဖြစ်လိမ့်မယ်နော်ဟူသောဖုံတော်ကြီးစကားပေါ်ပြီးပိတ်တာမကလို့ဘာကြီးဖြစ်ဖြစ်ကိုတော့ တပည့်တော်အပင်မန်းခန့်ရှာထားတဲ့ပစ္စည်းကိုဘသူမှစေတနာမရှိနိုင်ဘူး။ဟူပြောင်ပြောင်မင်းလျှောက်ထားလိုက်သည်။ဥရွှေဦးသည်အသက်50နာနီလာသည့်အချိန်ကစပြီးငွေတို့ချေခြင်း၊စပါးပေးချေခြင်း၊ရွှေငွေပစ္စည်းအပေါင်ခံခြင်းအလုပ်တွေကိုမလုပ်တော့ချေ။ငွေကြေးကုန်ကြမည်ကိုစိုးရင်တော့ကြောင့်အစာတောက်ကိုချွေတာလွန်းသောဥရွှေဦးသည်တန်ဆွမ်းတဲ့လောက်မတန်ဆွမ်းတော့ပဲအာအိမ်နေပါနေသည်။အိမ်မလေးကျွေရပေးရမည်ကိုစိုးရင်လွန်းတော့ကြောင့်လက်တော်လက်တောင်ခိုင်းစီရန်လူဘူကို မိဘတွေတည်ဆုံသည့်အချိန်ကစပြီးမထားတော့ဘဲတကူရင်းနေလာခဲ့သည် အဖော်မရှိ အာရင်မရှိ ဖြစ်နေသောဦးရွှေဦးသည်သူ့အိမ်မှာလူဝင်လူထွက်မရှုပ်စေချင်တော့ဘဲငါနေရတာကတယောက်ထဲပစ္စည်းပေါဟန်လိုလိုငွေချေးရလိုလိုနဲ့အိမ်ထဲဝင်ပြီးငါ့ကိုဓာတ်တော်လူသွားရင် မခက်ပါလားငါပင်မန်းခံပြီးစူဆောင်းထားရတဲ့ဥစ္စာတွေဆုံးရှုံးကုန်ဘယ်လိုလုပ်ပါမလဲဖူသောအတွေ့အကြုံငွေကြေးတူဝါစေသော လုပ်ငန်းကြီးကိုအဆက်ဖြတ်လိုက်ခြင်းဖြစ်သည် တယောက်ထဲနေချင်းဖြင့်မူမေ့နေလင်းနေမကောင်းဖြစ်နေလင်းကုညီနိုင်အောင်အဖို့တယောက်လောက်ရှိမှကောင်းမည်ဖြစ်ကြောင်းကိုတိုက်တွန်းကြည်ကြသည်သို့သောဥရွှေအိုးကခါခါတည်တည်ညင်းသည်ဥရွှေအိုးကအဥ္စာပစ္စည်းနှင့်ပတ်သက်ပြီးမထောင်မညာရရဆက်ဆက်လှုပ်တော့ညာလေအမားဖြစ်သူသည် မောင်အရင်ချဖြစ်သည့်အလျောက်တန်ရိုးစဉ်တွေ့တာရှာသည်ချက်ပြုတ်ကျွံဝေးပြုစုရန် သူသမီးတယောက်ကိုခေါ်ထားပါဟု စေတနာဖြင့်ပြောသည်ကိုဥရွှေအိုးအယူအဆတွင် ငါပစ္စည်းတွေကိုချော့တောင်းမလို့လားငါမသိအောင်ခိုးယူမလို့လားတနေ့နည်းနဲ့ငါဥစားကိုမျှော်မှန်းတာတော့တေးချပါတယ်ဟူသောအတွေ့ဖြင့်အဖော်မလို့ကြောင့်တင်းတင်းမာမာပင်ပြောခဲ့သည်စုတ်ချညှိုးနှွမ်းသော အနေအထိုင်ညံဖြင့်သောအစာကိုသာစားခြင်းဖြင့်နေထိုင်သောညလေးဥရွှေဥမမိဘလက်ထက်ကပစ္စည်းတွေရော သူကိုယ်တိုင်ရှာဖွေလုပ်ကင်ထားသောပစ္စည်းတွေပါ အမြောက်အများရှိနေသည်ကိုကတိတာတိစေမမြင်စေနဲ့ဆိုသောစကားလိုလူတိုင်းကသိနေကြသည် ဥရွှေအိုးမှာရွှေငွေတွေမြောင်များစွာရှိနေသည်ကိုလူတိုင်းကသိနေကြတော့လေဥရွှေအိုး၏လက်သုံးစကားမှာကလူတွေက မတရားထင်နေကြတာပါဒီလောက်ငါချမ်းသာရင်တကူးတမကြောက်ရလို့တယောက်တည်းပဲနေရဲမှာလေဘာမှမရှိလို့သာနေရတာပေါ့ဟူသော စကားကိုသာတွင်တွင်ပြောနေသည်သူပြောသောစကားနှင့်သူနေပုံထိုင်ပုံကလည်းကိုက်ညီသည်ဥရွှေအိုးအသက်50ပြည့်သည့်နှစ်လောက်ကစပြီးဥရွှေအိုးသည်ယခင်ကလိုစိုးရင်ကြီးစွာကြောက်ကြောက်လန့်လန့်မရှိနေတော့ချေ တကယ်စင်ရဲနွမ်းပါသူတွေလိုပင်စိုးရင်ကြောင်ကြမေးစွာသွားလိုသောနေရာကို အချိန်မရွေးသွားနေတတ်သည်တဏီကုံတဏီကံတော်ရဲကိုဝင်ထင်းခွေဟင်းရွက်ခူသွားနေတတ်သည်ဓမ္မနဲ့ပေါတူကတစ်ဖက်ထင်းနေဟင်းရွက်ထဲစရာတောင်းကတစ်ဖက်ထန်းကပစိုးအစိုးဥကောင်းပေါင်းပြီးဥရွှေဦးတော်ရဲသွားရန်ထွက်လာပြီဆိုရင် အချို့ပြောမနာဆိုမနာရွေသူအဖိုးကြီးတွေကမောင်ရွှေဦးရေအိမ်ကိုပြစ်ပြီးတော်ရဲကိုကြီးသွားမနေနဲ့နော် အိမ်မှာရှိတဲ့ရွှေတွေငွေတွေတခိုးခိုးကုန်လိမ့်မယ်ဟုပြောလင်းအေးကွာတခိုးဖြစ်ဖြစ်ဓမြဖြစ်ဖြစ်လှုပ်ချင်တာလှုပ်ဆမ်းပါစေငါမှာရွှေဆိုလိုမူးလိုတောင်ရှူစရာမရှိတာအေးစေဘဝါဘချန်ထားတဲ့ငွေကလေးမဖြစ်စလောက်တော့ရှိလေရဲ့တုံလုံးလဲရင်ခက်နေမှာဆိုလို့မတုံရဲပဲတော်ရဲထွက်ပြီးဟင်းရွက်ကူစားနေရတာအလုံးမြင်မယ်မဟုတ်လားဟုဥရွှေအိုကတနာစပွဲပြန်ပြောတတ်သည်ထို့ကြောင့်ရွာသူရွာသားတွေရောဥရွှေအိုဤအကုန်နဲ့အမကရော ။ဦးပြေးအိမ်ပြေးတော်ရဲကိုကြည်သွားနေသောဦးရွှေဦးကို မျက်မြင်ဖြစ်ကြသည့်အလျောက်သူပြောသည့်အတိုင်းအဟုတ်တကယ်များမွေးနေရသလားဟုပင်ထင်နေကြသည်။တော်ရဲကိုကြည်သွားနေသောဦးရွှေဦးသည်ကြာသောရွာကိုပင်ပြန်မလာတော့ချေ။တရက်နှစ်ရက်ပြောင်းနေ၍ရွာကရုတ်တရက်မတည်သေးချေ။လေးငါးရက်လောက်ကြာသောအခါမှဦးရွှေဦးတယောက်အိမ်မှာမရှိကြောင်းသိကြရသည်တော်ရဲသွားရင်မွေကြိုက်ခံရ၍တည်နေလေသလားမူမိတ်လဲပြိုနေသလား ဘေးရန်တခုခုတွေ့ပြီးမပြတ်နိုင်မဖြစ်နေလေသလားသာသဖြင့်တွေ့ကြစင်စားကြကဥရွှေအိုးဤအကိုနှင့်အမအပါဝင်ရွာသူရွာသားတွေလူစုပြီးတော်ရဲထွက်ရှာကြရသည်ရွာသူရွာသားတွေထင်းခွေဟင်းရွက်ခူသွားလေသွားတာရှိသောနေရာတွေမှာကဥရွှေအိုးဤအေးရောင်ကိုပင်မတွေ့မမြင်ကြရခြင်းငောင်းမောင်လေးကိုကြာများဆွဲသွားသလားမသိဘူးဟဲ့ရှာ၍မတွေ့သောအခါဥရွှေအိုးအမကစိုးရင်ပူပန်စွာငူရှာသည်ဒုနေပင်တဖြည်းဖြည်း တော်တဲ့တိုးသည့်ထက်တိုးပြီးရှားကြသောအခါဥရွှေအိုးကိုတွေ့ကြသည်တွေ့သောနေရာက တော်အတွင်ပဲတော်တော်တူသောမှတောင်ကုန်းကလေးတစ်ခုအချိန်မှတွေ့ရခြင်းဖြစ်သည်ထိုတောင်ကုန်းကလေးသည်များစွာမြင်လာသည်မဟုတ်ပဲတောင်ကမူသားသားများရှိပြီးဂုံထိပ်တွင်ပြိုပြက်နေသောရှီအောင်စီဒီအိုတစုရှိနေသည်တော်ချုံတွင်စူပင်တွင်အမျိုးမည်မသိရသော သစ်ပင်တွင်ထူထပ်လာသည့်အပြင်ပိုမွားအနေဆိုရင်ရသောကြောင့် ဇီဒီအိုရှိရာတောင်ကုန်းထိပ်ပေါ်ကိုလည်းမြည်သူများမတက်ကြတောင်ကုန်းအခြေကိုလည်းမြည်သူများမသွားကြပဲကွင်းရှောင်ထားခဲ့ကြသည့်တောင်ကုန်းဖြစ်သည် အရှာဖွေရောက်လာသောလူအုပ်ကတောင်ကုန်းအခြေကပ်မိသောအခါတေငါတိုင်နှံဖွင့်မဲ့တိုက်စရာတွေတေဖို့သာပြင်ကြပြီရော့ဟုတ်သောဂျိန်မောင်းတန်နေအတူလက်တစ်ဘက်ကဓမ္မကြီးလက်တစ်ဘက်ကလန်ကိုကိုင်ကခြုံတွေအချားမှဘွားကနေထွက်ပေါ်လာသောဥရွှေဦးကိုတွေ့ကြရသည် မောင်ရွှေဦး ။ဦးရွှေဦးမောင်လေးညီလေးဟူသောအတန်တွေထွက်လာလင်ကစားဦးရွှေဦးကဘာကိုမျှတီဟန်ကြဟန်မတူတော့ပဲ။တိုက်စရာတွေတေကြဟာဟူအောကလူအုပ်ထဲသို့အတင်းဆိုဝင်တူလာသည်။ဖယ်ကြဟိရှောင်ကြဟိစုတ်ကြဟိရုတ်တရက်ကြောင်းနေသောလူတွေသည်တယောက်ကိုတယောက်လင်မြန်စွာအော်ဟစ်တတိပီပီဥရွှေအိုနှင့်လွတ်အောင်ပြေးကြရှောင်ကြရသည်ဥရွှေအိုကအတင်းသားလိုက်ပြီးရံမှုနေသောကြောင့် ရှေ့မှာအယောင်ပြသူကပြပြီး နောက်မှဝင်သူကဝင်က ဖန်စီ ချုပ်ကင်ကြရသည်။ဥရွှေအိုးကိုတည်တည်ချာချာချုံမိကင်မိ၍စူဆန်မင်းမြန်ကြည့်ကြသော အခါကျမှဥရွှေအိုးတယောက်ပုံမှန်စိတ်မဟုတ်ပဲယူနေပြီဖြစ်ကြောင်းသိကြရသည်။နင်တို့တိုက်စီရအဆုတ်တွေကငါတိုင်နှန်းကို ဖွင့်လို့ရမလား။ဒါဆက်ကြနဲ့ခုတ်တတ်မယ်။လှန်ဆက်ကြနဲ့ထိုးတတ်မယ်။ဟူသောစကားတွေကိုသာအဆက်မပြတ်ရေရွနေတော့သည် ရွာကိုပြန်ခေါ်လာပြီးအကိုနဲ့အမကစေဝါကုသပြုစုပေးတော့လေဥရွှေအိုးကပြန်ကောင်းမလာတော့ချေငါပစ္စည်းတွေငါပစ္စည်းတွေဘယ်သူမှမစားရဘူးဘယ်သူမှမယူရဘူးဒါငါပစ္စည်းတွေဟူသောစကားတွေကိုပင်တွတ်တူရေရွနေသည်ငါ့ဥစာတွေကိုငါပြန်စောင့်ကြည့်ရမယ်ငါ့ကိုလှစ်ကြဟူအော်ဟစ်နေသည်ဘာကြွေလို့မလဲမစားဤအတိုင်းထားလင်းတေတော်မီဟူတွေးကား လွတ်ပေးလိုက်သည်နှင့်တပြိုင်နက်ဦးရွှေဦးသည်စိတ်ဆောင်သောလှင်မြန်ခြင်းဖြင့်တော်ရဲကိုတဟုန်တို့ဝင်ပြေတော်သည်သို့သော သူသွားခြင်းလွန်းသော သူရောက်ခြင်းလွန်းသော သူနေခြင်းလွန်းသောတော်ရဲကတောင်ကုန်းငယ်အထိမရောက်နိုင်ရှာတော်ကြီးလမ်းမှာပင် အာပြက်ပြီးမတ်တက်ကလဲကတေဝဲဝင်သွားရှာလေတော်သည်ဟိုးတောင်ကုန်းလေးမှာသူပစ္စည်းတွေမြုပ်ထားတာဖြစ်နေမှာနော်ဘဘမခင်ရွှေကမေးလိုက်သည် ဟုတ်နိုင်စရာတော့ရှိတယ်ဆရာမလေးရဲ့ သူ့အိမ်မှာဘာပစ္စည်းမှရှာမတွေ့တော့ဘူးလေသူတပင်တပန်လောက်ကင်ရှာဝေထားတဲ့ပစ္စည်းတွေရောမယိုးမဖြောင့်ကဲ့ဝဲထားတဲ့အမွေပစ္စည်းတွေရော သူစီငွေချိပြီးပြန်ဆက်တဲ့လူတွေဆိုရင်ငွေဆက်ကူဆက်တဲ့လူကိုအတူမလျှော့ဘူးငွေတင်ကဆက်တဲ့လူကိုအတူလျှော့တာကြောင့်ငွေချေးတဲ့လူတွေကငွေတင်ကားတွေပဲပြန်ဆက်ခဲ့ကြတာနဲတာမှမဟုတ်တာသူတိမလူတွေကစဉ်းစားမိကြတာကိုသူမွေးချင်းအောင်ဆောင်ပြီးတော်ရဲဟင်းရွက်ခူးကြီးထွက်နေတာတကယ်တော့သူ့ပစ္စည်းတွေကိုတွားဖွဲ့နေတယ်ဆိုတာ အခုမှတွေးမိကြတယ်လေသူ့အကိုနဲ့အမကတော့မရှာချဘူးလားရှာဖို့ကြိုးစားကြသေးတယ်ကွဒါပေမဲ့ခက်တာကဒီလောက်ပူမွားထူတဲ့တောင်ကုန်းမှာဘယ်နေရာမှာမြုပ်ထားတယ်ဆိုတာထင်သာလောက်မှန်းဆလောက်တဲ့နေရာတစ်ခုမှ ရှာမတွေ့ဘူးသူကအကြံတမဆိုတော့ဘယ်ချိန်ဘယ်ကာလကသွားမြုပ်ထားမှန်းမသိတာတောကြုံတစ်ပင်စူးပင်တွေက နေသားတကြဖြစ်ကုန်ပြီပဲဟာတောင်ကုန်းတစ်ခုလုံးမြေလံဖို့ကလည်းမဖြစ်နိုင်ဘူးမဟုတ်လား အဖွားတို့ဆယ်ကျော်သက်ကဖြစ်ခဲ့တဲ့အကြောင်းအရာပဲအခုဆိုရင်နှစ်ပေါင်း90ကတည်တည်တောင်ကျော်ခဲ့ပြီလေအဖွားကြီးစကားကြောင့်မခင်ရွှေကမြေကြီးထဲမှာအကျိုးမဲ့ပျောက်ကွယ်နေသောဥရွှေအိုးဤပစ္စည်းတွေကိုရလိုက်လင်ဤရွာကလေးမှာစာသင်ကျောင်းကိုလည်းလုံခြုံခန့်ခန့်အောင်ဆောင်နေမည်ကျေးရွာစာသင်ခန်းကလေးလည်းဖွင့်နိုင်မည်ရွာလန်းတွေကိုလည်းပြင်နိုင်မည်ပစ္စည်းတွေရအောင်အစိုးရထံသို့တောင်ကုန်းတစ်ခုလုံးကို မိုင်းခွဲရှာရန်အကြံပေးသောကောင်းမည်လားဟု ထင်မိထင်ရတွေးကစိတ်ကူးရင်နေလိုက်မိသည်ရေပြအိမ်ဇလန်းတွေကကုံသွားပြီလားဘွားစိတ်ကူးရင်နေရမှာမခင်ရွှေကမေးလိုက်၏မကုံသေးဘူးတော့အများကြီးရှိသေးတယ်ဆရာမလေးနားထောင်ခြင်းသေးရင် ပြောရတာပေါ့အဖွာကြီးကဖြည်သည်ကျမကတော့အမြဲတမ်းနားထောင်ခြင်းနေတာပါဘွား ရာမကြီးမဝင်းမြင့်ရေးသားထားတဲ့ရေပြားအိမ်မဇလန်းများဆိုတဲ့စာအုပ်မှာရေပြားအိမ်မဓလုံးရှင်ဆိုတဲ့အပိုင်းကိုလည်းစောင့်မျှော်နားဆင်ပေးပါဦးနော်။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသေးရှင်။